မင်္ဂလာပါရှင် နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ပါမယ်။သကိုင်းကလေးကြောင့်ပြည်သူထောင်ချီတည်ဆောင်းခဲ့တော်လဲနေပြည်တော်မှာမင်းအောင်လိုင်းကတကြံပွဲလုပ်ပြီးပျော်ပါကစိုးဝင်းနဲ့စစ်ဘုံကြောင့်များအလုံးတနက်ခါအလင်းခံခဲ့ကြပြီးဓာတ်ပုံနဲ့ဗီဒီယိုများပြင်ပကိုမပြန့်စင်ရန်တားမြစ်တဲ့ကြောင့်တင်ဆက်ပေးပါမယ်။သကိုင်းကလေးကြီးကြောင့်ပြည်သူထောင်ချီတည်ဆောင်းခဲ့ပြီးအပြည့်အစည်ကြီးမားတော်လဲအကြံဘက်စစ်ကောင်ဆောင်မင်းအောင်လိုင်းနဲ့ဆင်ရရှိတွေကနေပြည်တော်မှာတကြံပွဲပြုလုပ်ပျော်ပါကြကြောင်းစစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်။မင်းအောင်လိုင်းစိုးဝင်းအောင်လင်းတွင်အပါဝင်ထိန်တန်းဆင်ရရှိ င်တွေကဧပြီလ23ရက်နေ့နေပြည်တော်မြို့တော်ဝန်မှန်တန်းနေပြည်တော်လမ်းလျှောက်ကြံတို့ကိုတွားရောက်ဖွင့်လှစ်ပြီးရေပတ်ခံခြင်းအလှပြကားတွေနဲ့လှည့်လည်ပြသမှုကိုကြည့်ရှုခြင်းရေပတ်ကစားခြင်းများပြုလုပ်ခဲ့ကြောင်းသိရပါတယ်။နေပြည်တော်မှာတနခါလိန်တရုတ်ဖော်မှုတွေပြုလုပ်ခဲ့ရမှာမင်းရောက်လိုက်မှာအပါဒုတိယစစ်ကောင်ဆောင်စိုးဝင်အပါဝင်ဗိုလ်ချုပ်များအားလုံးရဲ့ပါများမှာတနခါအလင်းခံခဲ့ကြပြီးအဲ့ဒီတနခါအလင်းခံထားရတဲ့စိုးဝင်နဲ့ဗိုလ်ချုပ်တွေရဲ့တပ်ပုံတွေကိုပြန့်နှံ့ခြင်းမပြုစေဖို့စစ်ကောင်စီကတားမြစ်ခဲ့ကြောင်းသိရပါတယ်။တချုပ်ကလွှဲရင်ကျန်တဲ့ဗိုလ်ချုပ်တွေအ ားလုံးကမျက်နာမှာတနက်ခါရီအလင်းခံခဲ့ကြပါတယ်။အဲ့ဒီတပ်ပုံတွေကိုတော့ပြင်ပါကိုပြပြပြင်းပြင်းကြီးတပ်ပုံတွေထွက်သွားတာမျိုးမလုပ်ဖို့တားမြစ်ထားတယ်လို့နေပြည်တော်စစ်ဘက်သတင်းရှင်မြစ်တွေကပြောဆိုပါတယ်။အကြံဖက်မင်းရောင်းလိုက်ကယခုတကြံကာလအတွင်းနေပြည်တော်နဲ့ပြည်ဦးလင်တို့ကိုသွားလာနေထိုင်မှာဖြစ်ကြောင်းသိရပါတယ်။ ဆက်လက်ပြီးတော်လိုင်းဖွဲ့ရီနဲ့တွေ့ဆုံဆွေးနွေးဖို့စစ်ကောင်စီကိုထိုင်းဝင်ကြီးချုပ်ဟောင်းတိုက်တွန်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တော်လိုင်းလက်နက်ကင်ဖွဲ့ရီနဲ့တွေ့ဆုံဆွေးနွေးဖို့မြန်မာစစ်ကောင်ဆောင်မင်းအောင်လိုင်းကိုအကြံပေးတိုက်တွန်းခဲ့တယ်လို့ထိုင်းဝင်ကြီးချုပ်ဟောင်းတပ်စင်ရှင်နာဝက်ကဧပြီလ13ရက်နေ့မှာထိုင်းသတင်းဌာနတွေကိုပြောကြားခဲ့ပါတယ်။ အခုဧပြီလဇန်ဘန်ကဗန်မောက်မကြီးလုပ်တဲ့ဘင်းစတတ်ထိပ်သီးအစည်းအဝေးကိုတက်ရောက်လာတဲ့စစ်ကောင်စားဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နဲ့တရားတွေ့ဆုံခဲ့တယ်လို့လည်းထိုင်းဝင်ကြီးချုပ်ဟောင်းသက်စင်ကဖွင့်ဟပြောကြားလာတာလည်းဖြစ်ပါတယ်ကျွန်တော်သူနဲ့တွေ့ဆုံပြီးစကားပြောခဲ့ပါတယ်ကျွန်တော်တို့အနေနဲ့မြန်မာနိုင်ငံကိုမူလအခြေအနေတိုင်းရောက်ရှိပြီးငြိမ်းချမ်းတဲ့နိုင်ငံတစ်ခုဖြစ်တွေ့မြင်ချင်းကြောင်းနဲ့တွေ့ဆုံဆွေးနွေးဖို့ကိစ္စပြောခဲ့တယ်လို့သက်စင်ကပြောပါတယ်ဒါအပြင်လက်ရှိအိန္ဒိယချင်းမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့အကြမ်းဖက်မှုတွေကိုရှက်တက်နိုင်ဖို့နဲ့တွေ့ဆုံဆွေးနွေးလမ်းကြောင်းပေါ်ရောက်ရှိဖို့ကိုလည်းထိုင်းနိုင်ငံအနေနဲ့ဆန္ဒရှိကြကို ကမ္ဘာအင်အားကြီးနိုင်ငံတွေကတာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့တဲ့အချိန်ပြောကြားခဲ့တယ်လို့သက်စင်ကဖြည့်ဆွက်ပြောပါရယ်စစ်ကောင်းဆောင်နေတဲ့ငင်းချိုင်းလမ်းကြောင်းကိုရှာဖွေဖို့လှုပ်ဆောင်မှဖြစ်ပြီးလူအပ်ပါကတော်လိုင်းလက်နက်ကင်ဖွဲ့ရေးစစ်ကောင်းစီအကြားထိုင်းနိုင်ငံအနေနဲ့ဂျာဝင်စစ်ဆန်ပေးဖို့အစဉ်အသင်းရှိနေတယ်လို့လည်းဆိုပါရယ် ကျွန်တော်ပြောတာကတော့သူကဂရုစိုက်နားထောင်ပါတယ်တော်လိုင်းဖွဲ့ရင်းနဲ့စစ်ကောင်စီကြားတွဲဆောင်ဆွေးနွေးပွဲတွေဖြစ်လာနိုင်ဖို့အတွက်သူစစ်ကောင်စီနဲ့ကျွန်တော်တို့ထပ်မံတွဲဆောင်ဖို့လိုအပ်အောင်မှာပါလို့သစင်ကထိုင်းသတင်းဌာနတွေကိုပြောပါတယ်စစ်ကောင်စီနေနဲ့ရွှေကောက်ပွဲကိုအရှင်မလုပ်ပဲတွဲဆောင်ဆွေးနွေးနဲ့ဖန်ဆီထားတဲ့နိုင်ငံရေးကျင်းသားတွေကိုအရင်ဆုံးလွှတ်ပေးဖို့အာဆီယံကလည်းရည်တည်တောင်းဆိုထားတာကြောင့်စစ်ကောင်ဆောင်မင်းအောင်လှိုင်နဲ့တွဲဆောင်ခြင်းစစ်ကောင်စီကျင်းပဖို့ပြင်ဆင်နေတဲ့ရွှေကောက်ပွဲကိုကိစ္စအကြောင်းဆွေးနွေးတာမျိုးမလုပ်ဆောင်ခဲ့ဘူးလို့သစင်ကမှတ်ချက်ပြုပြောဆိုခဲ့တယ်လို့သတင်းမှာဖော်ပြပါ ပါရှိပါလေရှင် တော်ဆန်းစုကြည်ကိုလွတ်ပေးဖို့နဲ့အပြစ်ခံရစေကိုလေးစားသမှုရှိဖို့မြန်မာစစ်ကောင်စီကိုကုလတောင်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဆရာနာသိမ်းမှုနောက်ပိုင်းထိန်းသိမ်းခံခဲ့ရတဲ့တော်ဆန်းစုကြည်နဲ့အခြားသူတွေကိုအပြည့်ဝလူငင်းချမ်းသာခွင့်ပြုဖို့ကုလသမဂ္ဂဖွဲ့ကတောင်းဆိုခဲ့ပြီးမြင်းကလင်းဘေးတင်မြန်မာနိုင်ငံမှာစစ်ကောင်စီရဲ့တိုက်ခိုက်မှုအကြိမ်တရာကျော်ကိုရှုံချလိုက်ပါတယ်။မြန်မာစစ်တပ်ရဲ့အပြစ်ခံရစေချိုးဖောက်မှုနဲ့တော်လိုင်းဖွဲ့တွေထိန်းချုပ်ထားရဒေသတွေရှိအသက်ရှင်သူတွေအတွက်လူသားချင်းစာနာမှုကိုအကူအညီပေးမှုတွေကိုပိတ်ပင်မှုကိုကုလသမဂ္ဂကတော ောက်ကြာနေမှာဝေဖန်ခဲ့ပါတယ်။မြန်မာစစ်တပ်ကအီဘီလာနေရီမှာအပြစ်ခတ်ရစိုင်းရဲ့အတန်ဝင်ပြီးနောက်တိုက်ခိုက်မှုအကြိမ်120ကျော်လုံးဆောင်ခဲ့တယ်လို့ကုလသမဂ္ဂလူ့ခွင့်ရေးဆိုင်ရာကော်မရှင်နာမင်းကြီးရုံပြောရေးဆိုခွင့်ရှိသူရာဗီနာစန်တာဆာနီကပြောပါတယ်။နိုဘယ်ငြိမ်းချမ်းရေးဆုရှင်တောင်ဆန်းစုကြည်နဲ့သမရဝင်းမြင့်အပါအဝင်အာနာသိမ်းမှုနောက်ပိုင်းဖမ်းဆီးခံထားသူတွေကိုအပြေအဝလူငင်းချမ်းသာခွင့်ပြုကြောင်းကြေညာဖို့မြန်မာစစ်တပ်က၎င်းကတောင်းဆိုလိုက်ပါတယ်။ မြန်မာစစ်တပ်ကို၎င်းကတောင်းဆိုလိုက်ပါတယ်ရိုးရတကြံပွဲတော်နဲ့နှစ်သက်ကူဟာတနင်္ဂနွေနေ့မှာစတင်မှာဖြစ်လို့အကူအညီအလိုအပ်ဆုံးသူတွေကိုကူညီပေးဖို့ကျမတို့တောင်းဆိုပါတယ်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့သမရဝင်းမြင့်အပါဝင်အာနာသိမ့်မှုနောက်ပိုင်းဖမ်းဆီးခံထားသူတွေကိုအပြေအဝလွငင်းချက်တာခွင့်ပြုကြောင်းကြေညာဖို့မြန်မာစစ်တပ်ကိုတောင်းဆိုပါတယ်လို့သူကဆိုပါတယ်လူသားချင်းစာနာမှုအကူအညီပေးရမှုမှာဟန်တားမှုမှန်သမျှဖယ်ရှားဖို့နဲ့စစ်စင်ရေးတွေရပ်ဆိုင်ဖို့မြန်မာစစ်တပ်ကိုတောင်းဆိုပါတယ်လို့ကုလသမဂ္ဂလူ့ခွင့်ရေးကော်မရှင်နာမင်းကြီး င်းဖော်ကာထက်ကထုတ်ပြန်ချက်တစ်ခုအတွင်ပြောပါရယ်လူသားချင်းစာနာမှုဆိုင်ရာလှုပ်သားတွေကိုအကူအညီလိုအပ်သူတွေထံသွားရောက်ခွင့်ပြုဖို့မြန်မာနိုင်ငံရှိအဖွဲ့အစည်းအားလုံးကို၎င်းကတောင်းဆိုခဲ့ပါရယ်မြန်မာစစ်တပ်ရဲ့တော်လိုင်းတပ်ဖွဲ့တွေထိန်းချုပ်ထားရတဲ့မြို့တွေကိုတိုက်ခိုက်မှုတွေနဲ့မြင်းကလေးမှာအသက်ရှင်သူတွေထံအကူအညီပေးမှုအပေါ်နောက်ဆက်တာရဆိုင်ရေးတွန်းအားပေးဖို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးစီရင်ခံစာတင်ပြတဲ့သောမတ်အန်ထူကလုံခြုံရေးကောင်စီကိုတိုက်တွန်းခဲ့ပါရယ် မြန်မာစစ်တပ်ဟာစစ်စင်ရေးတွေနဲ့စတိုးခဲ့တာကြောင့်ပြစ်ခတ်ရဲစင်ကြီးညာပြီးနောက်ပိုင်းမြန်မာနိုင်ငံမှာအခြေအနေတွေကိုတိတာစွာဆိုးလာစေခဲ့တယ်လို့၎င်းကစက်ပြောပါတယ်။မြန်မာနိုင်ငံရှိအဖွဲ့အစည်းအလုံးစစ်စင်ရေးတွေရဲ့ဆိုင်ပုတ်စစ်ကောင်စီကလူခွင့်ရေးချိုးဖောက်မှုတွေနဲ့လူသားချင်းစာနာမှုအကူအညီပေးမှုအပေါ်နောက်ဆက်တာအဆုံးသတ်ရေးတောင်းဆိုရဆုံးဖြတ်ချက်တရားကိုကုလသမဂ္ဂလုံခြုံရေးကောင်စီကအရေးတကြီးစဉ်းစားသင့်ပါတယ်လို့သူကဆိုပါတယ်။ ဆလပ်ပြီးနောက်ထပ်လက်နက်ဒူလာဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီကမလ28ရက်ကလုံခတ်သွားတဲ့မြင်းကလင်းစီကိုတဘောင်ဝဘေးရန်နေအခြေဖြစ်မျိုးစားတော့ပဲ၎င်းတို့အာနာကိုဆက်လက်ဆုတ်ကင်ထားနိုင်ဖို့လက်နက်ဖြင့်အသုံးချလာတယ်လို့အေရှားတိုင်းသတင်းမှစောင်းပါရေးသားလာခဲ့ပါတယ်။နိုင်ငံတကာမှပေးလာတဲ့အထောက်ပံ့တွေကိုအဆင်ပြေချောမွေ့အောင်လုပ်ပေးရမယ်အစားအခြေအနေများဖိအိုဖျက်ဖြစ်နေမှုကိုခွင့်ကောင်းယူပြီးတော်လိုင်းဖွဲ့များထိန်းချုပ်ထားတဲ့ဒေသတွေကိုပြစ်မှတ်ထားကလူသားချင်းစာနာထောက်ထားမှုဖြင့်ပေးလာတဲ့ကူညီတွေကိုပိတ်ဆို့ပစ်ခဲ့တဲ့အပြင်လေကြောင်းမှပုံချေ တိုက်ခိုက်လာခဲ့ပါတယ်။ဒီလိုတဘာဝဘေးထုတ်ကကြီးကိုပဲ၎င်းတို့အကျိုးအတွက်ပြောင်ပြောင်တင်းတင်းအသုံးချလာနိုင်မှုကိုအာဆီယံအနေနဲ့ပြက်ပြက်သားသားတုံ့ပြန်ဖို့လိုအပ်နေပြီဆိုတာကိုမိမောင်းထိုးပြလိုက်တာဖြစ်ပါတယ်။နောက်လာမှာပြုလုပ်မယ့်အာဆီယံရဲ့ထိပ်သီးအစည်းအဝေးကမြမအရေးကိုကင်တွယ်ဖြည့်ရှင်ရင်မှလွန်စွာရေးပါတဲ့ဆုံးဖြတ်ချက်မျိုးချမှတ်ရတော့မယ့်အဖြစ်နဲ့ရင်ဆိုင်လာရပြီဖြစ်ပါတယ်။လက်ရှိဥက္ကဋ္ဌမလေးရှားကလည်းထိရောက်တဲ့တုံ့ပြန်မှုမျိုးလောက်ခွင့်ရနေပါလိမ့်ရမလုံနိုင်တာလားမလုံချင်တာလားဆိုတာကအတိအကျမသိနိုင်ပေဖြစ်နေသေးပါဝင်းကြီးချုပ်အင်ဘရာဟင်အန်နာဝါကလက်ရှိအခု ူညီပေးနေမှုတွေမှာတဆင့်တက်ဆိုင်သူအားလုံးပါဝင်မဲ့ဆွေးနွေးပွဲဖြင့်ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့အပြေရှားရမယောင်လိုင်းကို အချက်၅ချက်ကိုလက်ခံအောင်ဈင်ကတ်သွားမဲ့ဖော်မြူလာကိုမင်းကြီးကချပြန်လာခဲ့တာဖြစ်ပါတယ်။ ၎င်း၏မြန်မာအရေးအကြံပေးသမားဖြစ်တဲ့တာဆင်နဲ့ဟွန်ဆန်တို့ကမြန်မာအရေးကိုဖြည့်ရှင်ရမှာဒီမိုကရေစီနဲ့လူ့ခွင့်ရေးဦးစားပေးရမယ့်အချိန်မဟုတ်လို့ပြောဆိုထားပြီးသူများလည်းဖြစ်ပါတယ်။ကျွန်တော်မြင်ရပြောရရင်အဲ့ဒီပုဂ္ဂိုလ်နောက်ကမြန်မာပြည်ကိုတုံးစားမရတဲ့လူတွေတာအုပ်ချုပ်စီခြင်းကြသူတွေဖြစ်ပါတယ်။ဟွန်ဆန်က2022မှာဥက္ကဋ္ဌဖြစ်တာဝန်ယူခဲ့စဉ်ကမင်းအောင်လိုင်ကိုအာဆီယံမှာထိပ်တည်အစည်းအဝေးတက်ရောက်ခွင့်မပေးတဲ့ကြားမှာတိုင်းရိုက်ဆက်ဆံခဲ့သူဖြစ်ပါတယ်။ဟွန်ဆန်ကကမ္ဘောဒီးယားကိုအာဏာရှင်ဖြစ်အုပ်ချုပ်ခဲ့တဲ့တမိုင်းကြောင့်နဲ့ COVID-19 ကိုအကြောင်းပြပြီးအတိုက်ခံများဖိနှိပ်ခဲ့မှု ှုတွေရှိပါတယ်။နောက်ခံအကြောင်းတွေရှိနေတဲ့ကြားမှာအကြံပေးပြစ်ခတ်ထားတာကိုကြည့်မယ်ဆိုရင်အာဆီယံကမြန်မာရေးကိုဒီမိုကရေစီကိုဥတီမဲ့ဖြင်းရှင်းချက်မျိုးစိတ်ကူးမရှိတာကထင်ရှားပါတယ်။ဒါစင်ကလည်းထိုင်းနိုင်ငံရေးမှာအငင်းပွားစရာတွေကြံ့ရင်အောင်အုပ်ချုပ်သွားခဲ့သူဖြစ်ပြီးအာဆီယံရဲ့ဒီမိုကရေစီမျှော်မှန်းချက်ကိုစွမ်းဆောင်ပေးနိုင်မယ်သူအဖြစ်ယုံကြည်ရမယ်လူမျိုးမဟုတ်။နောက်ဦးကို အကြံပေးဖြစ်ထည့်သွင်းလာခြင်းကပဲမြန်မာရေကိုပြပြတ်သားသားကင်တွယ်ဖို့မရှိဘဲရေရှည်ထက်၎င်းတို့အကျိုးအတွက်လက်တလောအဆင်ပြေနိုင်မယ့်နည်းလမ်းမျိုးသာရည်ရွယ်ထားခြင်းဖြစ်ပါတယ်။အခုလည်းမွေးဖွားပြီးလင်ပြီးခြင်းမိတွင်တည်းမှာပဲတည်ဆုံသွားတဲ့အဖြစ်မရှိတဲ့အချက်၅ချက်ကိုလည်းမြန်မာအရေးပေါ်၎င်းတို့ရဲ့ဖြည့်ရှင်ချက်ဖြစ်စောက်ကင်ထားတော့လဲအကောင့်ထည့်ပေါ်အောင်အတင်းကျပ်လုပ်ခြင်းမျိုးမရှိပါဘူး။လက်ရှိမှာတော့ စစ်အာဏာသိမ်းအဖွဲ့က၎င်းတို့လုံနေကြပုံစံအတိုင်းလက်ရှိအကြက်တဲကို၎င်းတို့လို့တလို့ကြိုးကင်ချင်လဲပြီးအာဏာကိုဆက်ပြီးချုပ်ကင်ထားဖို့လုံပန်းနေကြပါတယ်။လာမယ့်ဒီဇင်ဘာလဇန်နဝါရီလမသိရသေးတဲ့ရွှေကောက်ပွဲကိုလည်းအကြောင်းပြရွှေဆိုင်ဦးမှာဖြစ်ပါတယ်။